အဲ့ဒီပြည်သားတွေကဒီနေ့ NUG ဆိုရရဲ့လို့ MOD ရဲ့လို့တော်လိုင်းကြီးကိုတခဲနဲ့အပြေဝတရားခိုင်နှုံးထောက်ခံခဲ့ကြရတယ်။နော်ထောက်ခံခဲ့ကြရတယ်။ဒါပေမဲ့တရားတရားနှုံးထောက်ခံခဲ့ကြရတယ်။သူတို့နိုင်ငံကိုပြည်တွင်းပြည်ပါနေနော်ရရဆက်ဆက်သူတို့စွမ်းသမျလူဒဏ်ခဲ့ကြရတယ်။ဒါတော်လိုင်းကြီးရမုံဝင်ကဘလောက်ရရဲဆိုတာ NUG ကယနေ့ဒီဗနာရေးဝင်ကြီးတို့ကိုယ်တိုင်ထုတ်နိုင်လို့အတိဆုံးဖြစ်မှာပါ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော် channel ကနေပြန်လည်မှချုပ်ထုတ်လိုက်ပါတယ်။အဲဒီကြီးတောက်ဖွဲ့အဖွဲ့တော်လိုင်းကြီးကအကြောင်းရှုံးသွားပြီဆိုတဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။အဲ့မှာဖန်ရီဇာကြီးကြီးမားမား ုပ်ဆောင်နေကြတဲ့သူတွေကဘလောက်မှတို့ဒေါ်လာအစိုးရရတယ်ဆိုတာကိုတွက်ဆမိပါပါအဲ့ဒီပြင်ဒီနေ့2021နဲ့2023တိုင်စူးမှုလို့ရတဲ့ဒေတာတွေကနေပြီးတော့မှမြောက်တရံဇာတ်မြေပေါ်တရံဇာတ်ဘလောက်ခွန်ခါရရတယ်ဆိုတော့ခွန်ခါကောက်တဲ့သူတွေရောတိုင်းစင်မြို့နယ်စင်အဲ့တော့ဒီနေ့ဆောင်ရွက်ကြပြီးတော့မှအပေါ်တိမရောက်လာဘူးဆိုရင်တော့ဒါဘလောက်ထိတော့သွားနေပြီဘလောက်ထိရနေပြီဆိုတာတွေကတော့ထပ်မန်းမိကြပါပါအဲ့တော့ပြောလို့ဒီမှာ အဲ့တော့ဒီလူတွေကြိုးစားအားထုတ်ပြီးပြည်သူလူထုကဟိုမွေဦးကောင်းထဲ့တာဆိုတော့မိုက်တော်အောင်စန်းစုကြည်လိုခေါင်းဆောင်ပေါင်းနေအပြစ်မှမရှိပေမဲ့အမိပိုင်လှုပ်ပေမဲ့လည်းအမိပိုင်လှုပ်သလိုလှုပ်ပေမဲ့လည်းယနေ့အဲ့ပုဂ္ဂိုလ်တွေကိုအားလုံးထောက်ခံထားခဲ့တယ်။သို့တော်လည်းပဲထောက်ခံထားပေမဲ့ယနေ့ခေါင်းဆောင်ပေါင်းရဲ့အစံနမူနာမျိုးနော်ကိုရိုးမကြည့်တာမျိုးနော်အဲ့တော့ကိုယ့်ရဲ့ပြည်သူတွေရဲ့အကျိုးကိုကြည့်တာမျိုးနော်အဲ့တော့အဲ့လိုမျိုးမတွေးဘူး။အဲ့တော့ကိုကအန္တရာယ်ရှိတယ်ဆိုအန္တရာယ်ရှိတယ်ဆိုလို့ရှိရင်နေရာတော့ပြဿနာမရှိပါဘူး။နော်ကိုမင်းကိုလည်းပြောသလိုပဲ နေရာကပြဿနာမရှိဘူးเนาะအချက်နဲ့တရားအရေးကြီးတယ်ပေါ့သူဒီလိုပြောတဲ့စကားလေးရှိပါတယ်စကားတွေကောင်းပါတယ်ကိုမင်းကိုတိုင်ကိုပြောတာအဲသို့တော်လည်းပဲအဲ့မှာအဲ့ဒီຢာတွေပေါ်မှာ NUG စိုးရဝင်ကြီးတွေကဘယ်နေရာပဲရှိရှိပေါ့เนาะဘယ်နေရာပဲရအောင်စလို့မပြောလို့ဘူးသို့တော်တိုက်သူပြည်သားတွေမှာထားရှိတဲ့စိတ်စီရင်တာက အင်းပြီးအားပြီးနဲ့တော့ကိုယ်ကိုယ်တိုင်လွတ်မြောက်တယ်လို့တိုက်ပြပြီးတော့လွတ်မြောက်စေခြင်းနဲ့စိတ်ရှင်နာမျိုးကိုသားသမီးတွေကိုကျမ်းမာရေးပညာရေးနဲ့ပညာသင်ပြီးတော့ကောင်းကောင်းမွန်မွန်အခမ်းအနားနေထိုင်ခွင့်ရတယ်လို့တိုက်သူပြည်သားတွေရဲ့သားသမီးတွေကိုယနေ့သိကြရတာကိုဒီမှာသားရွယ်သမီးရွယ်လေးတွေပေါ့နော်ယနေ့ရဲဘော်တွေဆိုလို့ရှိရင်ဒီမှာတွေ့ကြည့်ပါအောင်တော့ရဲဘော်မုံလေးဆိုရောတော့ဒီမှာငငယ်လေးတွေကလေးတွေဒီမှာတော့ရဲဘော်တော့ဆွဲရဲဆွဲမှန်ဟင်းတို့ဒီမှာအများကြီးပဲသူတို့တောင်းနေယူပြီးတော့အသက်ငယ်လေးဒီလူငငယ်လေးတွေကများစွာအောက်မှာအသက်ပြေးနေတယ်ဒီလူငယ်လေးရဲ့အသက်တွေအချင်းချင်းမဖြစ်ရအောင် ော်လိုင်းကြီးမှာပါဝင်လာပြီမြဲအသက်တွေဘွားတွေပေးထားကြပြီအခြားဆုံးမသွားကြပြီကိုလက်ငါဆွတ်ထားကြတဲ့သူတွေကိုစာနာတော်အပြင်ကိုသားသမီးကိုဘေးကင်းနေတယ်လို့စာနာတော်အပြင်စိတ်ဆင်တာထက်တဲ့တန်တန်နဲ့ကြိုးစားအားထုတ်ခဲ့မယ်ဆိုရင်ဒီငါးနဲ့ဟာအပါဟန်းကို85ရဲ့နှုန်းလောက်ရသွားပြီလို့ကျွန်တော်ပြောနိုင်ပါတယ်သို့တော်လည်းပဲယနေ့တော့မူလီမီပိုင်းလို့ခြံနေခဲ့တဲ့ NUG အစိုးရအနေနဲ့တော့ဘုန်းကြီးတို့ဒီလိုပဲပြောပါတယ်နိုင်ငံရေးမှာနော်ဆိုတော့အဲ့တော့အဲ့လိုခြံနေခဲ့တဲ့အစိုးရပိုင်းဟာတတိပြောတော့လှုပ်လို့ရတယ်တော့လှုပ် လို့ရပါလေနဲ့ကိုသားသမီးတွေကဲ့သို့တိုင်းသူပြည်သားတွေကိုမှလူငယ်တွေအသက်ပေးဖို့ဝေးနေပေါ်မှာတနည်းပြောရင်တော့ဘုန်းကြီးတက်တယ်ပြောရမယ်စာနာစိတ်အားနေပါတယ်တိုင်းသူပြည်သားတွေကမေတ္တာရှိတယ်လို့ဗဇက်ကပြောပေမဲ့လည်းမေတ္တာရှိတယ်လို့ဗဇက်ကမြည်ပေမဲ့နှလုံးသားထဲကလာပြီးတော့လက်တွေလှုပ်ဆောင်ချက်တည်တော်တော်ကိုအားနေခဲ့မဲ့တော်တွေ့ရပါအဲ့ဒါဘာလဲဆိုရင်ယနေ့တိုင်းပြည်မှာသူတို့ NUG MOD အောက်မှာရှိတဲ့ဦးဇင်းတို့ဒေါ်လာရေးဖွဲ့ဟာတိုင်းရင်ပေါင်း300ကျော်ဟုတ်လား PDF တိုင်းပေါင်း300ကျော်နောက်ဘက်ကဘာဘာ150ကျော်နဲ့ တဲ့တရင်ကို120ကျိုးနဲ့ချိုးတာပါ120ကျိုးဆို900ဆိုတော့900ကျိုးဆိုစဉ်းစားကြည့်ပါဦးတသိန်းကျော်ရှိတယ်ဆိုပြီးတော့ကြီးညာထားတယ်သို့တော်လည်းပဲတကယ်ရှိတဲ့အချီကတော့မိမိတို့ပဲတိကျတယ်မြလူစင်းတို့ထင်ပါတယ်သို့တော်လည်းပဲယနေ့တော့ဒေါ်လာရေးမှာတော့လူစင်းတို့ဒါရီရတော့မပြောလို့တော့အဲ့တော့ဒေါ်လာရေးမှာဘလောက်များဒေါ်လာရေးရဲ့ထောက်ပံ့တော့ဒေါ်လာရေးထောက်ပံ့ပစ္စည်းတွေဘလောက်များထောက်ပံ့ထားရဲဆိုတာလူငယ်တွေဒေါ်လာရေးထဲမှာအားလုံးအတူဆုံးမှာပြည်သူတွေလည်းတော်တော်ရေးမိနေပါပဲအဲ့တော့ဆိုလိုတာကမိမိတို့လုပ်ရမယ့်အလုပ်ကဒေါ်လာရေးရဲ့ရံပုံငွေကို ခေါင်းဆောင်ခေါင်းတွေအပေါ်မှာဦးဇင်းတို့တတပြီးပြောနေတာမျိုးမဟုတ်ဘူးခေါင်းဆောင်ခေါင်းတွေကအဲ့လိုကိုကျိုးစိုးစိုးတရားတော့တိုင်းပြည်ပြည်သားတွေကမျက်နှိုးတယ်ခေါင်းဆောင်ခေါင်းကနော်နှစတိုးကြိုးစားလို့ရှိရင်ပြည်သူလူထုကအစတရားကြိုးစားပြီးလိုက်တယ်ယနေ့ခေါင်းဆောင်ခေါင်းဝေဦးကောင်းလို့ဖတ်တဲ့ခံလိုက်ရတော့ဝေပြီးပိုင်းလို့လှုပ်ရှားတဲ့ပုံကိုယ်တွေကအသက်ဝင်ပြီးတော့မှလှုပ်ရှားမလာပဲနဲ့တောင်စားစုရှိတဲ့ပုံရိပ်တမရအဝင်းမြေဆိုတဲ့ပုံရိပ်ကိုပဲပြည်သူလူထုကိုပြထားပြီးတော့မှယနေ့မိမိတို့ရဲ့လှုပ်ဆောင်ချက်ကတော့အင်မတန်ကို เนาะတတိပြောရင်တော့စေနာလည်းနဲ့ညက်လည်းညံဖြစ်နေလို့ဆိုလို့ဒီနေရာနေတဲ့တယ်ပဲပြောပါတယ်ဆိုတော့အဲ့တော့အဲ့လိုပုံစံမျိုးတွေနဲ့ တော်နေလို့မရဘူးကိုကခေါင်းဆောင်ဆိုတော့ဘာလို့တော့ဆိုတော့တိုင်းသူပြည်သားရဲ့အကျိုးကိုရဲ့အဲတော့တတ်သားတွေခလာပြည်ရဲ့တတ်သားတွေတော့တပိပေါ်ကပြနေတယ်တချို့သောပကပပါပါလေးကဘာချူးစည်းပွားမှမရှိဘာခွန်မှမကောက်အောင်ဆင်းရဲနေတာခက်ခဲနေဆောင်းနေလူမျိုးတွေကြမ်းမာရရဆာခက်ခဲနေတယ်များစွာရှိတယ်တချို့ပကပပါပါလေးခွန်ကောက်လို့ရတယ်တတိဖြစ်နေဒါတွေကငါတို့တော်လိုင်းကြီးမှာမျှဝင်မယ်ဆိုရယ်စိတ်နေစိတ်ထားတွေအမနဲ့ကိုရှိဖို့လိုအပ်ပါတယ်ကဲကောင်းပြီအခြေရလိုအပ်ချက်တွေများစွာရှိခဲ့ပြီအဲ့လိုအပ်ချက်တွေကိုပြုပြင်ပြီးတော့မှ ယနေ့ဒေါ်လာရဲ့အကျိုးစီးပွားရေးကတော့ပြည်တွင်းပြည်ပအလူထမ်းထားတဲ့တော့များစွာသောအမေရိကန်ဒေါ်လာဒါဒါတန်းချေရလို့ကြီးညာခဲ့တယ်ခင်ဗျာကျောင်းထောင်ရှိမှာပါထောင်ကျော်လောက်ပါပြီနော်ဆိုတော့အဲ့လိုရှိတဲ့ငွေကြီးတွေကိုဘန်ဒါရေးမှာအစိုးရတည်နေဥပထားပဲနဲ့ဒေါ်လာရေးမှာကလေးတွေကိုစောင်းနေရစီစီရပြည်စုံလုံးတော့အောင်ဒေါ်လာရေးရထောက်ပံ့လုံးတော့အောင်တွန်းလောင်းပြီးတော့လှုပ်ဆောင်တဲ့အချိန်ခါမျိုးလဲရောက်နေပြီလို့ဦးစင်းနေတဲ့ထုတိုက်တွန်းပြောကြားလိုပါတယ်အဲ့တော့ဒီလိုလှုပ်ဆောင်မှုတွေကင်းမယ်ဆိုလို့ကတော့ယနေ့စောနာပြောလို့ပေါ့ ာရယနေ့အာနာရှေကဘာလုပ်သွားလဲအဲအဲ့တော့ယနေ့ဒီလိုတွေလှုပ်ဆောင်မှုတွေညော်ရဲတဲ့ခါကျတော့ယုံကြည်မှုပေါ့နော်အဲ့တော့ကိုယ်ဒီပုံမှာတော်လိုင်းအစိုးရပုံမှာယုံကြည်မှုတော်လိုင်းတော်လိုင်းကြီးပုံမှာယုံကြည်မှုတွေကိန်းစိတ်တဲ့ခါမှာ ထုတ်ပြဆွေးနွေးတွေဟာယနေ့တွေ့ကြုံရတာပါပြည်နိုင်ငံရေးရတဲ့အခုနိုင်ငံတကာအသိမှတ်ပြုမှုကလည်းအမှန်တအားနေသွားပြီအဲ့လိုအခြေအနေမျိုးတွေကြောင့်အာနာရှင်အတိယအာနာရှင်ဆိုရရဲ့ထောက်ခံမှုအိန္ဒိယဆိုရရဲ့ထောက်ခံမှုနော်အာဆီယံတော်တော်များများရဲ့အလှည့်ပြောင်းပုံမှာအကျိုးစီးပွားနဲ့ရည်တည်ပေးမှုဆိုတဲ့အရာတွေနဲ့နိုင်ငံကစာမျက်နှာပါ သူကအဲ့လိုအခြေအနေရနေပြီးတော့မှကိုရီးယား energy ဆိုရအနေနဲ့တော့ဘယ်သူမှမတော်အတိမတ်မပြူဘူး။ရောက်တီမူကတော့အတိမတ်မပြူရဲတော့ပဲနဲ့စစ်ကောင်စီအတိမတ်ပြူမှဒီအာရှဖွဲ့ဝင်ဖြစ်မှာမလို့စစ်ကောင်စီနဲ့ပူးပေါင်းရတဲ့အခြေအနေမျိုးကိုတက်ရောက်သွားနေမှာမဟုတ်ဘူးလား။